င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်တင်းဆောင်ကနေတင်ဆက်ပေးမှာကတော့စိန့်ပီတာစဘက်မြို့တွင်အသစ်ဖွင့်လစ်တဲ့ကောင်စိတ်ဝင်ကြုံရုံကိုဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းတက်ရောက်ဖွင့်လှစ်ပေးတဲ့တင်ဖြစ်ပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံစိန့်ပီတာစဘက်မြို့ကောင်စိတ်ဝင်ကြုံရုံဖွင့်ဝေအခမ်းအနားကိုမတ်လ9ရက်နေ့ဒေသစံတော်ချိန်ညနေပိုင်းတွင်စိန့်ပီတာစဘက်အစိုးရ AK ဟာ K2 မှာကျင်းပပြုလုပ်ရာ ရုရှားနိုင်ငံသူတရားဝင်ချက်ကြီးရခီရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းတက်ရောက်ဖွင့်လှစ်ပေးကြောင်းသိရပါဗျာ။ အခမ်းအနားကိုပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်တချင်နဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံတော်တချင်တို့ဖွင့်လှစ်၍အလေးပြုခြင်းဖြင့်စတင်ခဲ့ပြီးနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဝေချုံမှုကြီးမေအောင်လိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးတန်းဆွေနှင့်စင်ပီတာစဘက်မြို့အုပ်ချုပ်ရေးမှူးမစ္စတာအလက်ဇန်းဒားဘရဂက်လော့တို့ကကောင်စီဝန်ချုပ်ရုံးကိုဖဲချုပ်ပြတ်ဖွင့်လှစ်ပေးပါသည် ၎င်းအခမ်းအနားတွင်ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေကအဖွင့်နှုတ်ခွန်းဆက်စကားပြောကြရမှာမြန်မာရရှားနိုင်ငံဟာပထဝီအနေထားအရအလွန်ဝေးကွာတော့လေနိုင်ငံပြည်သူများနေနှလုံးသားချင်းနီးကပ်နေတာကြောင့်တန်တမန်ဆက်ဆံရေးတမိုင်းကြောင်းတလျှောက်ရင်းနှီးချစ်ကြည်တဲ့ဆက်ဆံရေးကောင်းကိုထူထောင်ထားနိုင်ငံကြောင်းပြောကြပါရယ်အဲ့ဒီနောက်စိတ်မီတာစပယ်မျိုးအုပ်ချုပ်ရေးမှူးမစ္စတာအလက်ဇန်နာဘရက်ကယ်လော့ကအဖွင့်နှုတ်ခွန်းဆက်စကားပြောကြရမှာ ရုရှားမြန်မာဆက်ဆံရေးများကောင်းမွန်လျက်ရှိခြင်းကြောင့်မိမိတို့ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တွင်မြန်မာကောင်စစ်ဝင်ကြုံရုံကိုဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်းအခုလုံကောင်စစ်ဝင်ကြုံရုံကိုဖွင့်လှစ်နိုင်ခြင်းကြောင်းနှစ်နိုင်ငံကြားဆက်ဆံရေးကိုပိုမိုတိုးတက်ကောင်းမွန်လာစေမှာဖြစ်ကြောင်းပြောကြားပါရစေ။အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူးတို့အားဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက မြန်မာကောင်စစ်ဝင်ကြုံရုံဖွင့်ဝဲအထိမ်းမဲ့လက်ဆောင်များကိုကာရဘာပြုပေးရကြောင်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆမဲတဲ့ရင်ကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုံလမ်းလေကျောများတွင်ဓာအားလိုင်းတိဆောက်ခြင်းနဲ့လမ်းမီထွန်းညှိခြင်းလုပ်ငန်းစာဝန်နေမှုများကြီးစုစစ်စစ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးဝင်ကြီးများရန်ကုန်မြို့တော်လျှက်စစ်ဓာဘေးကော်ပိုရေးရှင်းဥက္ကဋ္ဌဦးအောင်ကျော်ဦးနဲ့တာဝန်ရှိသူများဟာမက်ရှလာ၆ရက်ညနေပိုင်းကရန်ကုန်မြို့အားမြို့တော်အင်္ဂါရံနဲ့အညီလမ်းလယ်ကျွန်းများတွင်ကောင်းကင်ဓာတ်လိုင်းများအစားမြေရောက်တဲ့ကျိုးဖြင့်ပြောင်းလဲပြီးလမ်းမိတိုင်းများစိုက်ထိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုလိုင်လံကြီးစစ်ဆေးကြရလို့သိရပါဗျာ။ ဦးစွာဒါနိတာခြေဝင်ကြီးစုံနဲ့အဖွဲ့ဟာလမ်းမတော်မြူနယ်မှာလာတာမြူနယ်အထိမဟာဗန္ဒူလာလမ်းမကြီးတစ်ချောင်းလမ်းတဲ့လမ်းမစုလေဖျားအဝိုင်းအထိလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရွှေ့စစ်ဆေးရာဥက္ကဋ္ဌအိုအောင်ကျော်ဦးနဲ့တာဝန်ရှိသူများကလုပ်ငန်းကဏ္ဍများအလိုက်ရှင်လင်းတင်များကြရာတည်ရန်စတာရီယာဝင်စီဦးစောဝင်းကဖြည့်ဆွဲရှင်လင်းတင်များပါတယ် အဲ့ဒီနောက်ဒိုင်းနေသားချင်းဝင်ကြီးကျုံနယ်အဖွဲ့ဟာခေကာလာကြာမြင့်စွာအသုံးပြုခဲ့သောလျှက်စစ်တပ်တိုင်းအဟောင်းများနေရာတွင်အသည့်များဖြင့်အစာထိုးပြီး cable line 2ကပိုက်များချမြုပ်ခြင်းနဲ့ပန်နယ်များအလုံးတက်ဆင်ပစ္စည်းတဲ့နေရာများတွင်ဓာအားလွတ်ခြင်းစာဝန်နေတဲ့လုပ်ငန်းခွင်အတွင်ကြီးရွှေစစ်ဆေးကြပါသည် ဆလဘီတိုင်းဒေသကြီးဝင်ကြီးစုံတဲ့အဖွဲ့ဟာလမ်းလေကျွန်းမီထွန်းချင်းလုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့တကုံမြို့နယ်အလံပြဖျားလန်းတရှောင်းဗဟန်းမြို့နယ်ဦးထောင်ဖို့အဝိုင်းမှာကဘာရီဖျားလန်းတရှောင်းရွှေကုန်းတိုင်းတရားအစင်အထီးနဲ့မယန်းကုန်းမြို့နယ်ဥက္ကလာလန်းတရှောင်းတို့အားကြီးရွှေစစ်စဲပြီးတာဝန်ရှိသူများအားလိုအပ်သည့်များမှကြားသောသိရပါရယ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံဝေဖြင့်မြို့နယ်များကျေးရွာများအရေးကြီးနေရာများတွင်ဆက်စပ်မပြတ်ထားရရှိပြီးဖို့အားပြေဝတည်ငြိမ်စွာအသုံးပြုနိုင်ရန်ကုန်မြို့တော်အင်္ဂါရက်နေ့အညီအမြင့်တင့်တဲ့ စေးအတွက် transformer များနဲ့ဓာတ်လိုင်းများ၊ဓာတ်မီးတိုင်များပျောက်ရွှေ့တိစောက်ခြင်း၊တိုးချဲ့တိစောက်ခြင်း၊လမ်းလေကျုံများတွင်လမ်းမီးများ၊ဓာတ်လိုင်းများတိစောက်ခြင်းနဲ့လမ်းမီးထူညီခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့စမ်းစောဦးကပြပို့ထားပေးဖြစ်ပါရဲ့ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ခရမ်းမြို့နယ်တုံကားမြို့တို့ရှိဘဝရိတ်သားများနှင့်ပြည်သူစေယုံများအားတွားရောက်ကြည့်ရှုအားပေးတဲ့တွင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများဟာမန္တလေးရဲ့မွန်လယ်ပိုင်းကခရမ်းမြို့နှင့်တုံးခွာမြို့တို့ရှိဘဝရိပ်သားများနှင့်ပြည်သူစေယုံများအားတွားရောက်ကြည့်ရှုအားပေးကြပါသည်ဥစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာခရမ်းမြို့ဘိုးဘွားရိတ်သားရှိဘိုးဘွားများအားအလှူငွေများနှင့်ဘိုးဘွားရိတ်သားအတွက်လိုအပ်တဲ့နေရာများတွင်အသုံးပြုနိုင်ရေးလှူဒါန်းငွေများအား၎င်း မြို့နယ်ပြည်သူစေယုံတွင်စေယုံတရားကုသမှုခံယူနေတဲ့လူနာများနှင့်စေယုံဝင်နေများအားအလူငွေများနှင့်စေယုံအတွက်လိုအပ်တဲ့နေရာများတွင်အသုံးပြုနိုင်ရေးလှူဒန်းငွေများအား၎င်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်နေများအတွက်အလူငွေများအား၎င်းဘေးအခါဘိုးဘွားများစေယုံတဲ့လူနာများနှင့်ဝင်နေများအားရင်းနှီးနှီးနှုတ်ဆက်ကလိုအပ်သည်များမှာကြားပြီးဘိုးဘွားရိတ်သားစေယုံနှင့်ရုံးတွင်လှည့်လည်ကြည့်ရှုစစ်ဆေးပါသည် အလားတူတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာသုံးခွမြူမြို့နယ်ပြည်သူစေယုံနှင့်ဘဝရိတ်သားများတို့တွားရောက်ကြည့်ရှုစစ်ဆေးကြပြီးစေယုံတက်လူနာများဘဝများအားအလူငွေများပေးရခါစေယုံနှင့်ဘဝရိတ်သားများအတွက်အလူငွေများလှူဒန်းကြပြီးလက်လေကြည့်ရှုစစ်ဆေးကြပါသည်အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ တန်လင်းမြို့နယ်အာကစားနှင့်ကာယပညာဦးစီးဌာနတိဟတိပါအကစားခွင့်တွင်ညရာသည့်အခြေခံအကစားသင်တန်းဖွင့်လှစ်တင်ကြားနေမှုများကိုတွားရောက်ကြည့်ရှုအပ်ပေးကြပြီးအကစားနီးလိုက်အကစားအဖွဲ့များအတွက်တာဝန်ရှိသူများအားအလူငွေများပေးရကြောင်းလည်းသိရှိရပါသည်ရှင်။ဒီသတင်းကိုတော့စမ်းချုပ်ဦးကပေးပို့လာတာပါ။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်နယ်အဖွဲ့ခရမ်းမြို့နယ်ရဲစိုက်ပျိုးရေးမွေးမြူရေးနဲ့စက်နယ်ငါးများရဲ့အစာတောင်းဆက်ယုံအားကြည့်ရှုစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးဝန်ကြီးများဟာတိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါပြီးမတ်လ9ရက်နေ့ပိုင်းကခရမ်းမြို့နယ်အတွင်းရှိစိုက်ပျိုးရေးမွေးမြူရေးနဲ့စက်နယ်ငါးများရဲ့အစားတောင်စက်ရုံလုပ်ငန်းခွင်အားကွင်းစဲတိရှိစစ်ဆေးကြရလို့သိရပါဗျ။ ဦးစွာတိုင်းနေသားချင်းဝင်ကြီးချုပ်ကခရမ်းမြို့နယ်တက်ကယ်ကုန်းကျေးရွာအုပ်စုတောင်သူဦးအောင်လွင်ရဲ့၃ဧကရင်ရ60စပါအာမျိုးစေချကရိယာစီတာပြင်စိုက်ပျိုးထားရှိတဲ့စိုက်ခင်အားကြည့်ရှုပြီးစီတာပြင်စိုက်ပျိုးခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးများနဲ့စီတာပြင်စိုက်ပျိုးတဲ့နိစနေများလိုင်းနာဆောင်ရွက်ရမယ့်အချက်များနဲ့ရှောင်ကျဉ်ရမယ့်အချက်များကိုရှင်းလင်းပြောကြားပါရစေ။အဲဒီနောက်တိုင်းနေသားချင်းဝင်ကြီးချုပ်နဲ့အဖွဲ့ဟာတက်ကယ်ကုန်းကျေးရွာရှိပုဂ္ဂလိကလုပ်ငန်းရှင်တအူးရဲ့ဦးစားချက်မွေးမြူရေးခြံရှိအေ ရေးကန်စနစ်အလုံးပိတ်ချံကိုချံတွင်ဇက်အကောင်ရင်နှစ်သိန်းသုံးသောင်းမွေးမြူထားရှိမှုနှင့်တနေ့လျင်ဇက်ဦးအလုံးတသိန်းခွနသောင်းထွက်ရှိမှုအားကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များမှာကြပါရယ်။အဲဒီနောက်တိုင်းနီသားချင်းဝင်ကြီးချုပ်နှင့်အဖွဲ့ဟာတက်ကြဲကုန်းကျေးရွာရှိပုတ်ကလေးကလုပ်ငန်းရှင်တအူးကပြောင်းစကွဲဖွေးနူးပဲဘတ်ပဲဘုံနန်ဖတ်နေကြဘတ်ငချောင်းငါးပေါင်းမုံအစရှိတဲ့ကုန်းကျန်းများကိုအသုံးပြုပြီးစက်နယ်ငါးများရဲ့အစာတောင်းစေယုံလဲပန်းနေမှုလုပ်ငန်းခွင်အတွင်ကြည့်ရှုစစ်ဆေးရာလုပ်ငန်းလုပ်ကိုင်းသူ ကကုန်ကြမ်းအစင်မှာကုန်ကြမ်းထွက်ရှိတဲ့အထိလုပ်ငန်းအစဉ်အဆက်ဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြရာတိုင်းနေသားချင်းဝင်ကြီးချုပ်ကလိုအပ်သည့်များမှာကြားကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်နောက်ဆုံးတင်ဆက်ပေးမှာကတော့သုံးခွခရမ်းတန်လင်းနဲ့ကြောက်တန်းမြို့နယ်များရှိပြည်သူလုံခြုံရေးအဖွဲ့ဝင်များတို့ယူနီဖောင်းစံနဲ့စီများပေးရပွဲကျင်းပတဲ့တင်ဖြစ်ပါတယ်သုံးခွနဲ့ခရမ်းမြို့နယ်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များတို့ယူနီဖောင်းစံနဲ့စီများပေးရပွဲကို သုံးခွားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစီအွေခံမာတွင်၎င်းတန်လင်းနှင့်ကြောက်တန်းမြို့နယ်များရှိပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ယူနီဖောင်းစမ်းနှင့်စီများပေးအပ်ွယ်ခံနာကိုတန်လင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစီအွေခံမာတွင်၎င်းမတ်လ9ရက်နေ့နေ့ပိုင်းကကျင်းပကြောင်းသိရပါသည်အခမ်းအနားများတွင်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကအမှားစကားပြောကြားပါရယ်။အဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများကပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအတွက်ယူနီဖောင်းများနှင့်စံနှင့်စီများပေးရာ အစပါမျိုးနေများမှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များကိုစားတာဝန်ရှိသူများကလက်ခံကြပါသည်အဲဒီနောက်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များကိုစားအဖွဲ့ဝင်တူကကျေးဇူးတင်စကားပြောကြားကြောင်းနဲ့ဒိုင်းဒေသကြီးဝန်ကြီးချုပ်နယ်အဖွဲ့ကတပ်ဖွဲ့ဝင်များကိုအားပေးစကားပြောကြားပြီးရင်းနှီးနှီးနှုတ်ဆက်ကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါ